BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လင်းချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို bbc.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာပါရှင် အောက်တိုဘာလ16ရက်ကျန်တဲ့ရင်းညာပိုင်းအစီအစဉ်ကိုဘီဘီစီဝိုင်းတော်သားတွေနဲ့တူကျမသီရနယ်ကတင်ဆက်ပေးမှာပါရွေးကောက်ပွဲမှာစစ်တပ်ကနေအရက်ဝတ်လဲပြီးကြန့်ခန့်ရေးပါတီကနေဝင်ပြိုင်မဲ့စစ်ဗိုလ်ချုပ်ဟောင်းတချို့ TikTok နဲ့ Facebook Social Media တွေကိုတုံးပြီးမဲဆွယ်လာနေကြပါတယ်ဟိုပါတီအကြောင်းလေးပေါ်ပြတာဥပမာကျွန်တော်ဆိုရင်ပါတီအရေးကြီးဝင်ပြီးတော့ကျွန်တော်ထမင်းစားပြတယ်ဆိုရင်အဲဒါကျွန်တော်ကကျော်ကြတာပဲဒီခုခုကိုပရိုမိုးရှင်းလုပ်တာပဲ ဒီချောင်းနဲ့တူကမ္ဘာရွှေဈေးနဲ့အပြိုင်တက်လာနေတဲ့ပြည်တွင်းရွှေဈေးကွက်အကြောင်းတင်ဆက်ပေးမှာပါ။တခါသေဆုံးသူအစ္စရေးတစားကန်တွေရဲ့အလောင်းတွေအလုံးဟာမတ်စ်ဘက်ကပြန်မပေးနိုင်သေးတာနဲ့ပတ်သက်လို့အမေရိကန်ဘက်ကအရေးမကြီးစေအောင် ပြောခဲ့တဲ့အကြောင်းအပါအဝင် နောက်ဆုံးရကမ္ဘာသတင်းမြန်မာသတင်းတွေတင်ဆက်ပေးမှာပါရှင်။ ဂါဇာမှာထိမ့်သိမ်းထားခဲ့တဲ့နောက်ထပ်အစ္စရေးတစားကန်တွေရဲ့ရုပ်အလောင်းတွေပြန်ပေးဖို့ပြက်ကွက်တာဟာဟာမတ်စ်တို့အနေနဲ့အပြစ်ရရေးသဘောတူချက်ကိုချိုးဖောက်ရကြတယ်လို့မယူဆကြအောင်အမေရိကန်အစိုးရတာဝန်ရှိသူတွေကပြောပါတယ် ထိခိုက်ပျက်စီးမှုအတိုင်းအတာကြီးမားလွတ်တဲ့အတွက်အလောင်းတွေပြန်ရှာတွေ့ဖို့လုပ်ငန်းစဉ်ကသတင်းပတ်ပေါင်းများစွာကြာနိုင်တယ်လို့အမေရိကန်အစိုးရအဖွဲ့လက်ထောက်တူကပြောပါတယ်။အဖြစ်ရသဘောတူချက်အရသူတို့ဂရိပြုထားတဲ့အတိုင်းကြံတဲ့တစားကန်ရုပ်အလောင်းတွေပြန်ရနိုင်ဖို့အတွက်အလောင်းရှာတဲ့အထူးစက်ရန်တရားတွေလိုအပ်နေတယ်လို့ဟာမတ်အဖွဲ့ကပြောပါတယ်။ ရုပ်လောင်းတွေရှာဖွေရေးမှာအကူအညီပေးဖို့နိုင်ငံတကာအဖွဲ့ကိုဆေးလွတ်မှာဖြစ်ပါတယ်။ဗုဒ္ဓနေတော်ကပြန်လွှဲပေးခဲ့တဲ့နောက်ဆုံးအလောင်းနှလောင်းဟာဘဲသူဘဲဝါဆိုတာကို ထုတ်ဖော်သိခဲ့ပြီးဖြစ်ပေမဲ့ကျန်တဲ့19ဦးကတော့ရှာမသွေ့သေးပဲရှိနေဆဲဖြစ်ပါတယ်။ဒါပြင်ဂါဇာကိုစစ်မဲ့ဆုံးဖြစ်တတ်မှတ်ပြီးအသွင်ကူးပြောင်းရေးကာလအစိုးရသည်အဖွဲ့တစ်ဖွဲ့ဖွဲ့ဖို့အစီအစဉ်တွေစတင်နေပြီလို့လည်းအမေရိကန်အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်ရှင်။ ပြင်သစ်ဝန်ကြီးချုပ်ဆဘက်စတီယန်လီကွန်နူဟာအမျိုးသားလွှတ်တော်မှာအယုံကြည်မရှိမဲခွဲဆုံးဖြတ်မှုနှစ်ခုစလုံးကိုကြော်ဖြတ်တိုင်ခဲ့ပါတယ်။သူ့အပေါ်ယုံကြည်မရှိမဲခွဲဆုံးဖြတ်ဖို့ခိုင်မာတဲ့လက်ဝဲဝါဒီတွေနဲ့လက်ရဆုံးဝါဒီတွေကအဆုတ်ပြုတ်ခဲ့ကြတာဖြစ်ပြီးသူတို့ကရွေးကောက်ပွဲသစ်ကျင်းပဖို့လိုလားနေတာဖြစ်ပါတယ်။အခြေအနေငင်းပွားစရာဖြစ်နေတဲ့ပင်စင်ပြုပြင်ပြောင်းလဲမှုတွေကိုဆိုင်းငံ့ထားဖို့မစ္စတာလီကွန်နူကဆုံးဖြတ်ခဲ့တာကြောင့် ဘ ਹੁ လက်ဝဲရင်းဝါဒီတွေထံကထောက်ခံအပြေးမှုအလုံလောက်ရခဲ့တာဖြစ်ပါလေအစိုးရပြိုပြက်ခဲ့ပြီးမစ္စတာလီကွန်နူရာထူးကနေနှုတ်ထွက်စာတင်ခဲ့ပြီးမှလွတ်တော်အတွင်းသဘောကွဲလွဲလာမှုကိုရင်ကြားစေနိုင်ဖို့အတွက်သမ္မတမက်ခရွန်ကမစ္စတာလီကွန်နူကိုမကြသေးခင်ကဝန်ကြီးချုပ်ရာထူးပြန်ခတ်အပ်ခဲ့တာဖြစ်ပါလေမစ္စတာမက်ခရွန်နေနဲ့ဘတ်ဂျက်၃ဆင့်လျှော့တင်လုပ်နိုင်ဖို့စ조사နေရမှာအခုမဲခွဲဆုံးဖြတ်မှုရလက်ကြောင့်သူ့အနေနဲ့အသက်ရှူချောင်သွားခဲ့ရပါတယ်ရှင် ရိစ်နိုင်ငံမှာနိုင်ငံတော်ဝန်ဆန္ဒပြမှုတွေနဲ့အထွေထွေသပိတ်မှောက်မှုတွေရှိနေတဲ့ကြားကတရက်ကို73နာရီအလုံးလုံးခွင့်ပြုတဲ့အငင်းပွားစရာဥပဒေကြမ်းတစ်ခုကိုအစိုးရကတည်ပြလိုက်ပါတယ်။ဒီဥပဒေကြမ်းကြောင့်ပို့ထိရောက်ပြီးပို့အလျှော့တင်လုံတိုင်းမဲ့အလုံသမားဈေးကွက်တစ်ခုဖန်တီးလာနိုင်မယ်လို့ conservative အစိုးရကပြောပါတယ်။အလုံချိန်9နာရီတိုးသတ်မှတ်တာဟာမလုံမနေရမဟုတ်ပဲရွေးချယ်ခွင့်ရှိပြီး 73နာရီလောက်ခွင့်ကိုတစ်နှစ်မှာ38ရက်အထိသာသုံးခွင့်ရှိတယ်လို့ဆိုပါတယ်ဝေဖန်သူတွေကတော့ဒါဟာအလုသမားအခွင့်အရေးကိုချိုးဖောက်တာဖြစ်ပြီးဂရိနိုင်ငံဟာအလဲခစ်ကိုပြန်သွတ်သွင်းနေတယ်လို့ပြောနေကြပါတယ်။သတင်းတပတ်ကို55နာရီကျော်အလုလုံနေတဲ့ EU အလုသမားတို့ထဲမှာအလုသမားအများဆုံးပါဝင်နေတဲ့ဂရိနိုင်ငံမှာလစာငွေနေထိုင်မှုအခြေအနေတွေနဲ့ပတ်သက်လို့မကျေနပ်မှုတွေတိုးလာနေချိန်မှာပဲဒီဥပဒေချမ်းကိုအတည်ပြုလိုက်တာဖြစ်ပါတယ်ရှင်။ အာဖဂန်အစိုးရနဲ့တင်းမာမှုတွေဆက်ဖြစ်နေတာကြောင့်ပါကစ္စတန်အစိုးရကကရာချီမြို့ကစိတ်ကန်းတွေကိုဖျက်ပြီးအာဖဂန်နစ္စတန်နိုင်ငံစီကုန်သင်းမောတည်ယူပို့ဆောင်မှုတွေကိုဆိုင်းငံ့လိုက်ပါတယ်။ကုန်လမ်းတွေပိတ်ထားတဲ့အတွက်မော်တော်ယာဉ်တွေပေါ်ကနေသင်းမောပေါ်ပို့မဲ့ကွန်တိန်နာတွေကိုပြန်ချဖို့စိတ်ကန်းဂိတ်အားလုံးကို အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်အာဖဂန်နစ္စတန်ဟာကမ္ဘာကုန်သွယ်ရေးအတွက်ပါကစ္စတန်နဲ့အီရန်ကနေတဆင့်သွားတဲ့လမ်းကြောင်းတွေကိုမိခိုအားထားနေရတာဖြစ်ပါတယ်အာဖဂန်နစ္စတန်နိုင်ငံစပင်ဘိုဒက်ဒေသမှာအခုသတင်းပတ်ဖြစ်ပွားခဲ့တဲ့ထိတ်တန့်ရင်ဆိုင်မှုတွေအတွင်းနှစ်ဖက်စလုံးကအနည်းဆုံးလူ၁၈ဦးသေဆုံးခဲ့ပြီး300ကျော်ဒဏ်ရာရခဲ့တယ်လို့ကုလသမဂ္ဂအဖွဲ့ကပြောပါတယ်အခုတော့နှစ်ရက်ကြာအဖြစ်ရက်ဆဲထားတယ်လို့ယူဆရပါတယ် ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်နိုင်ငံအကြားနှစ်ဖက်စလုံးကနေဆက်တွေမှာခီးသွွားရာပေါင်းများစွာပိတ်မိနေကြပါတယ်ရှင်။ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလူမဆန်တဲ့ရာဇဝတ်မှုတွေနဲ့ဝန်ကြီးချုပ်ဟောင်းရှိတ်ခါစီနာအပေါ်ဆွဲချက်တင်ကြားနာစစ်ဆေးမှုတွင်သူ့ကိုသေးတမ်းချမှတ်ဖို့တရားလိုရှိနေတွေကတောင်းဆိုလိုက်ပါတယ်။အခုခါအိန္ဒိယနိုင်ငံမှာထွက်ပြေးခိုလုံနေတဲ့မစ္စဟာစီနာဟာမိနစ်၃က သူ့အာဏာရှင်အစိုးရကိုလူထုကဆန့်ကျင်အောင်ကြွခဲ့ကြစဉ်အတွင်းလူရပေါင်းများစွာတေဆုံးခဲ့ရမှုမှာအဓိကကြိုးကန်စီစဉ်ခဲ့သူဖြစ်တယ်လို့တရလိုရှစ်နေချုပ်ကပြောပါတယ်။သူနဲ့အတူနောက်အစိုးရတာဝန်ရှိသူတူကတော့တရားရုံးကို တက်ရောက်လာခြင်းမရှိဘဲသူတို့မျက်ကွယ်မှာကြားနာစစ်ဆေးနေတာဖြစ်ပါတယ်။မစ္စဟာစီနာကအထူးတရားရုံးရဲ့စစ်ခေါ်မှုကိုညှင်းပယ်ခဲ့ပြီးသူ့အပေါ်ဆွဲဆိုထားချက်တွေကိုညှင်းဆုံနေပါတယ်။နိုင်ငံတော်ကန့်ကွက်ဆန္ဒပြမှုတွေဖြစ်ပေါ်ခဲ့ပြီး2024ခုနှစ်မှာမစ္စဟာစီနာအိန္ဒိယနိုင်ငံကိုထွက်ပြေးခွလွန်ခဲ့ပါတယ်ရှင်။ဆောင်းရာသီချင်းကပ်လာနေချိန်မှာပဲရုရှားကယူကရိန်းနိုင်ငံရဲ့စွန့်အခြေခံဆောင်တွေပေါ်တိုက်ခိုက်မှုတွေတိုးလုံလာနေပါတယ်။အခုနောက်ဆုံးအလဲပိုင်း ပိုတာဘာဒေတာကဓာငွေထုတ်လုပ်တဲ့အဆောက်အုံနေရာကြီးကိုမင်းညာတို့ကရုရှားတပ်ဖွဲ့တွေကပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပါလေရှင်။ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနိုင်ပါတယ်။ BBC TV စီစဉ်ကိုမြစီမ TV မှာရှုစားနိုင်ကြပါတယ်။ကိုယ်ပင်နေရာပဲရောက်နေနေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။တော်တာရှင်များရှင် ရွေးကောက်ပွဲဝင်ပြိုင်မဲ့ပါတီတွေမဲဆွယ်စည်းရုံးနိုင်မဲ့ရက်60ကာလကိုအောက်တိုဘာလ28ရက်နေ့မှာစတင်မယ်လို့ကော်မရှင်ကထုတ်ပြန်လိုက်ပါတယ်။ပြည်ပခါတွေကြောင့်မြေပြင်စည်းရုံးရေးလှုပ်ဖို့ပါတီတွေအခက်တွေ့နေကြချိန်မှာပဲစစ်တပ်ကနေရက်ဝတ်လဲပြီးကြက်ခန့်ရေးပါတီကနေဝင်ပြိုင်မဲ့စစ်ဘိုလ်ဂျုံဟောင်းတို့က TikTok နဲ့ Facebook Social Media တွေကိုတုံးပြီးမဲဆွယ်လာကြပါတယ်။ကိုဝေဖြိုးကပြောပြမှာပါ။ သရင်တူသရင်မတွေဖြန့်ဝေလို့ဆိုတဲ့အကြောင်းပြချက်နဲ့ဆရာနာပိုင်တွေကသူတို့တကြောပြန်အာနာသိမ့်ပြီးကလေးကပိတ်ထားတဲ့အတွက်ပြည်တွင်းကလူတွေ VPN ခံပြီးမှသုံးလို့ရတဲ့ Facebook ပေါ်မှာခုဆိုရင်တက်ခန့်ရေးပါတီကနေဝင်ပြိုင်မဲ့အငိမ့်စားစစ်ဘိုလ်ချုပ်ကြီးတချို့ရောက်လာတာတွေ့ရပါတယ်။မဲဆွယ်စီယုံကြီးကာလမတိုင်ခင်လေးမှတင်အခုလိုတက်ခန့်ရေးအမတ်လောင်းဘိုလ်ချုပ်ကြီးတချို့ဟာ Facebook အပေါ်ဝင်လူမှုကွန်ရက်တွေပေါ်မှာပါတီဝင်ဖြစ်သူတို့လှုပ်ရှားနေတာတွေကိုစတင်ဖော်ပြလာပါတယ်။ ရှိဘူဂျိုဂျီဟောင်းတွေဖြစ်ကြတဲ့ဥကံမြင့်တန်းဥသက်ပုံဥဆိုးတင့်နိုင်အပြင်တက်ခိုင်ရေးပါတီကို2023ခုနှစ်ကရောက်နေတဲ့ဥမျိုးစော်သိန်းတို့ရဲ့ Facebook အကောင့်တွေကိုတွေ့ရပါတယ်။ဒါကြောင့် Facebook သုံးလနဲ့ပတ်သက်လို့တရားဝင်ဖြေလျှော့ပေးမှုတွေလုပ်လိုက်ပြီလားဆိုတော့ကိုစစ်ကော်မရှင်ပြောခွင့်ရထံ BBC ကဆက်သွယ်မေးမြန်းထားပေမဲ့ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။ Facebook ပေါ်မှာစီကံတင်ကြပ်လွန်းတာကြောင့်ရွေးကောက်ပွဲအတွက်ဆိုရင် Facebook နဲ့ TikTok ကိုပိုအသုံးပြုမယ်လို့တက်ခံရေးပါတီနေပြည်တော်ဥက္ကဋ္ဌဦးလှဆွေကလည်းပြောပါတယ် TikTok ကတော့အခုဒါမဲ့2025ဒီဇင်ဘာရွေးကောက်ပွဲအတွက်အများဆုံးအသုံးပြုတဲ့မီဒီယာပလက်ဖောင်းဖြစ်လာနိုင်တယ်မဲဆိုရင်ပိုလုပ်တဲ့အားပေါ့နော်ကျွန်တော်အဲ့လိုပဲမြင်တယ်ပိုပါတီအကြောင်းလေးပေါ်ပြတာဥပမာကျွန်တော်ဆိုရင်ပါတီအရေးကြီးဝင်ပြီးတော့ကျွန်တော်ထမင်းစားပြတယ်ဆိုရင်အဲဒါကျွန်တော်ကကျွန်တော်ကြော်ကြတာပဲလေခုခုပရိုမိုးရှင်းလုပ်တာ2021ဆင်အနာသိမ့်ပြီးမြန်မာနိုင်ငံမှာ TikTok ပုံဆွဲသူစုစုပေါင်း19.6မှ6သန်းကျော်အထိအောင်ရှိနေတယ်လို့မြန်မာ Internet Project ကကိုးကားထားတဲ့အချက်လက်တွေအရသိရပါတယ်။ဒါကြောင့်ရွေးကောက်ပွဲအတွက်ဆိုရင်လုံခြုံရေးကြောင့်မြေပြင်စည်းရုံးရေးမလုပ်နိုင်သူတွေဟာမြန်မာလူထုအများစုရှိနေတဲ့ TikTok platform ကိုပြစ်မှတ်ထားစည်းရုံးတာတွေလုပ်လာနိုင်တယ်လို့ Internet စောင့်ကြည့်သူတွေကပြောပါတယ်။မြန်မာ internet project ကကိုတညံပြောတာကပလက်ဖောင်းရဲ့တဘာဝအကြမ်းကနေ TikTok ကိုရေးတဲ့ခုကစိုက်ပုံရတယ် ဆိုအဲ့ဒီမှာကျွန်တော်တို့တွေ့နေတာဆိုရင်ဒီဘဝရဲ့လုံးလုံးနဲ့ပတ်သက်တဲ့အားတွေပေါ့ live stream တွေလွှင့်နေတဲ့ဆန်မျိုးတွေပေါ့ဆိုအဲ့ TikTok platform ပေါ်မှာတော်တော်လေးထွန်းကားလာတာတွေ့ရတာပေါ့နော် Facebook ကဒီလိုမျိုးရဲ့ platform တွေကိုဖြစ်နေတယ်ဆိုအဲ့ဒီ platform ပေါ်မှာတော့တက်အုပ်စုတွေကစံတန်လို့မရဘူး Facebook ရဲ့ community standard တွေရစစ်တပ်နဲ့စစ်တပ်ထောက်ခံသူအမျိုးသားရေးလှုပ်ရှားသူတချို့ကိုအမိုးစကားပြောကြမှုစံသတ်မှတ်ချက်နဲ့ညှိစွန့်နေလို့ဆိုပြီး2018ခုနှစ်ကစလို့ Facebook ကပိတ်ပင်ထားပါတယ် ဒါအပြင် Facebook ကနေပိတ်ထားတဲ့အချိန်အော်ရခတက်တော် A လည်းပါဝင်နေဆဲဖြစ်တာတွေ့ရပါတယ်ခင်ဗျာသောတာရှင်များရှင်ဒီကနေ့ဟာ World Food Day ကမ္ဘာစားနပ်ရိက္ခာနေ့ဖြစ်ပါတယ်ဒီနှစ်ထဲမှာနိုင်ငံတကာအကူအညီတွေဖြတ်တောက်လိုက်တာကြောင့်ကမ္ဘာတဝန်းကလူ73တန်းကျော်အရေးပေါ်ငတ်မခေါင်းပါမှုနဲ့ကြုံတွေ့ရနိုင်တယ်လို့ WFP ကမ္ဘာစားနပ်ရိက္ခာအစီအစဉ်ဖွဲ့ကသတိပေးထားပါတယ်မတ်သူစာလင်းကပြောပြမှာပါ ကမ္ဘာလုံးဆိုင်ရာစာလောင်ငတ်မှုမှုဟာစံချိန်တင်မြင့်မားနေပြီးလူပေါင်း316တန်းဟာအလွန်အမင်းငတ်မှုမှုနဲ့ကြုံတွေ့နေရတယ်လို့ WFP ကပြောထားပါဗျ။ဒါကြောင့်အကူအညီထောက်ပံ့တွေများများမရှိဘူးဆိုရင်လူဦးရေတန်းတဲ့ချီဟာအစားအစာတွေမရနိုင်တော့ဘူးလို့ဆိုထားပါဗျ။ မြန်မာမှာနိုင်ငံရေးမတူညီမှုနဲ့ဒေသချို့မှာစစ်ပွဲပြီးပခတ်တွေကြောင့်ရာသီအလိုက်စိုက်ပျိုးလို့ရနိုင်တဲ့သီးနှံတွေပုံမှန်မစိုက်ပျိုးနိုင်တဲ့အပြင်လမ်းပန်းဆက်သွယ်ရေးအခြေအနေတွေကြောင့်လည်းစားနပ်ရိက္ခာပြတ်တောက်မှုတွေကြုံနေရတယ်လို့စစ်ရှောင်စခန်းမှာနေထိုင်သူတွေကပြောပါတယ်။တစ်နှစ်ထက်တစ်နှစ်စားနပ်ရိက္ခာရှားပါလာမှုကို KND စစ်ရှောင်စခန်းမှာနေထိုင်သူတအူးပြောတာက ကျွန်တော်တို့ဖခင်ချမ်းအလူလူဆိုရင်မိသားစုတော့ဝဲရခိုင်တော့တော့ဝဲကြောငါကမှဖြစ်နေတချို့တော့မိသားစုရဆိုရင်အဲ့ဒီမနေ့ကိုသမင်းစားပြီးတော့ညကိုဆံပြုတ်စားရတယ်ကွာအဲ့ဆံပြုတ်မှအရွက်လေးချစ်ချစ်စားရမိသားစုကအော်ညပြနေတာတကယ်လားကြည့်ရတော့တိနိုင်ပဲလို့ကိုခက်ခဲတယ်ဆိုမှကိုသက်ခက်ခဲတယ်မိသားစုမြင်အဲစိတ်မကောင်းဖြစ်တော့ဘာမှ ဒါအပြင်စီးပီးခချင်းတွေကြောင့်မကြကနနေရာပြောင်းရွှေ့နေထိုင်နေရတဲ့အတွက်စားနပ်ရိက္ခာအခက်အခဲပြီးနေထိုင်ရေးတွေပါခက်ကြုံနေရတယ်လို့လည်းဆိုပါရယ်မြန်မာနိုင်ငံကဆစ်ရှောင်းတွေအများဆုံးရှိနေတဲ့ထိုင်းမြန်မာနယ်စပ်မှာအုံဖြံ၊မဲလ၊မဲဆက်၊노ဘိုးစတဲ့ဒုက္ခသည်စခန်း၉ခုနီးပါးလောက်ရှိနေပြီးလူဦးရေတောင်းတဲ့ချီရှိနေရပါ။အဲ့ဒီဒုက္ခသည်စခန်းတွေမှာတော့အခုနှစ်ကုန်ပိုင်းထိစားနပ်ရိက္ခာအလုံးလောက်ရှိပြီမြင်။ဒါမဲ့၂၀၂၆ခုနှစ်စားနပ်ရိက္ခာအတွက်လှူရှင်မရှိသေးဘူးလို့ ကရင်ဒုက္ခသည်များကော်မတီကပြောပါတယ်လက်ရှိဒုက္ခသည်စခန်းတွေဘာတွေကြုံနေရလဲဆိုတာကရင်ဒုက္ခသည်ကော်မတီရဲ့အတွေ့အမှုချုပ်စောပွဲဆေးပြောတာကအပထမဆုံးကိစ္စကအစားတော့ပဲစားတော့တာဟာဘောနော်အဓိကဟာပဲနောက်တစ်ခုကကြာတော့ဒီကားရနာရအာဒီုံဆွဲဖို့ဆက်ဖို့အတွက်ကျမကြီးအတွက်ကုန်ချက်ကြီးစတာမဲ့ဒီဝါနောက်တစ်ခုကအခန်းထဲမှာနေတာကဒီကိစ္စကိုဆိုရှေ့ကြီးရရှာလာတယ် ဒီအချင်းလာတဲ့အခါကျတော့ဒီအကြီးကြီးဟာလားတန်ရှင်းအကျဲအဲ့ဒီကြီးကအဲ့ဒါလည်းအကြီးကကျတယ်ပေါ့။အမေခိုင်သေးဝါနဲ့ဒီတော့မပြောမယ်ဆိုလို့ WFP ရဲ့ပြီးခဲ့တဲ့2024ခုနှစ်အစည်းအဝေးဆာမှာတော့မြန်မာနိုင်ငံရဲ့လူဦးရေ15သန်းလောက်ဟာစာနယ်ဇင်းခါမလုံလောက်မှုနဲ့ကြုံနေရတယ်လို့ဖော်ပြထားပါတယ်ရှင်။တတ်တာရှင်များရှင်။ ကမ္ဘာရွှေဈေးနှုန်းဟာအောက်တိုဘာလလယ်မှာတအောင်စကိုအမေရိကန်ဒေါ်လာ4200ကျော်အထိမြင့်တက်လာနေရမှာမြမရွှေဈေးနဲ့အိန္ဒိယနိုင်ငံတွေကရွှေဈေးတွေလည်းမြင့်တက်လာနေပါတယ်။နောက်ဆက်တွဲအနေနဲ့ပြည်တွင်းရွှေဈေးကွက်မှာဘယ်လိုကန့်သတ်မှုတွေရှိလာနေပါလဲ။မတ်ရွှေပုံးဒီကပြောပြပါပါ။ မြမရွှေစည်းဟာအခောက်ရွှေတစ်ချက်သားကိုငွေကျပ်88သိန်းကျော်ရောက်ရှိလာပြီးဈေးမြင့်မှာပဲရဲ့တော်ကြာဆက်ရှိနေပါတယ်။ဒါပေမဲ့လည်းဈေးကွက်ထဲမှာတော့တက်ဈေးနဲ့ကိုပဲဝယ်ယူလိုသူတွေရှိနေတာပါ။အခုအော်တိုဘားလာဇန်ပိုင်းကတအောင်ဆောက်ကိုအမေရိကန်ဒေါ်လာ3800ကျော်ပေါက်ဈေးရှိတဲ့ကမ္ဘာရွှေစည်းဟာအော်တိုဘားလာလင်မှာတော့တအောင်ဆောက်ကိုအမေရိကန်ဒေါ်လာ4200ကျော်အထိမြင့်တက်လာနေပါတယ်။ဒါကြောင့်ကမ္ဘာရွှေစည်းကိုမူတည်တွက်ချက်တဲ့မြန်မာနဲ့ထိုင်းစတဲ့နိုင်ငံတွေမှာလည်းရွှေစည်းစက်တိုက်မြင့်မားလာတာလို့ဖြွေလုပ်ငန်းရှင်တွေကဆိုကြပါတယ်။ဒါဟာမြမရွှေပေါက်ဈေးကိုတွက်ချက်ရမှာကမ္ဘာရွှေစည်းနိုင်ငံကြောင် ွေလဲလဲနှုန်းရွှေရောင်းလိုအားဝယ်လိုအားတွေပေါ်မှာမူတည်တွက်ချက်တာဖြစ်လို့ကမ္ဘာရွှေဈေးမြင့်နေချိန်မှာမြန်မာရွှေဈေးလည်းတက်လာတာဖြစ်ပါတယ်ဒါတွေအပြင်ပြည်တွင်းမှာငွေကြေးဖုံးပွားမှုလည်းများနေချိန်မှုမြန်မာရွှေဈေးဟာအမြင့်ပိုင်းကိုရောက်ရှိလာတာလည်းဖြစ်ပါတယ်ရွှေဈေးကအပေါ်စီးပွားရေးအကြံပေးတအုပ်သုံးသက်တာကစက်တင်ဘာအောက်တိုဘာနိုဝင်ဘာဒီဇင်ဘာမှာဆိုရင်များပါချင်းကျလို့ရှိရင်ဒီနှစ်ကတော့ပုံမှန်မဟုတ်တဲ့အပေါ်ဒီခရစ်တိုဟာဆိုရင်လည်း US မှာသိသုခရတယ်ဒါမျိုးပေါ့နော်ကမ္ဘာရွှေဈေးတက်တာလည်းပါတယ်နောက်ဒီပုံမှန်မဟုတ်တဲ့အခြေအနေဖြစ်နေတာပေါ့အခုချိန်ကလေ င်လည်းရှိတယ်ပါညာဆိုတော့အဲ့ဒါကြောင့်မို့လူတွေကဒီရွှေဘူဝယ်ဆိုတော့ဒီဒီတဲ့လည်းပိုတက်ဖို့များတယ်။နောက် inflation rate ကလည်းအများများလာတယ်ပေါ့နော်။ဒီတဲ့ပိုပြီးပေါင်းပွားဖို့များတယ်။ငွေကြေးရင်းနှီးမြှုပ်နှံသူတွေကရွှေဆိုင်ကြီးတွေမှာအခောက်ရွှေဒုံးတွေကိုဝယ်ယူကြပေမဲ့တခါတည်းအများအပြားဝယ်ယူနိုင်သူတွေဟာရွှေစုငွေစုစာအုပ်နဲ့ဝယ်ယူစုဆောင်းတာကို online ကနေပြုလုပ်လာကြတာလည်းရှိပါတယ်။ရွှေစုငွေစုစာအုပ်ဆိုတာဟာဝယ်ယူစုဆောင်းလို့သူကမိမိတက်ထိုင်တဲ့ငွေပမာဏကိုရွှေဆိုင်ကိုပေးသွင်းပြီးရွှေဆိုင်ကပြုလုပ်ထားတဲ့ရွှေစုငွေစုစာအုပ်မှာရွှေပေါက်ဈေးအလိုက်ရရှိတဲ့ရွှေချင်း ပမာဏကိုမှတ်သားဖော်ပြပေးတာဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းကတော့အွန်လိုင်းကရွှေရောင်းဝယ်သူတွေကိုငွေစုစာအုပ်နဲ့ရွှေရောင်းတာတာလီစနစ်နဲ့ရွှေရောင်းတာတွေမပြုတ်လောက်ကြဘူး။ရွှေရောင်းဝယ်ပြုတ်လို့သူအားလုံးရွှေနဲ့ပတ်သက်တဲ့လိုင်စင်တွေကိုမဖြစ်မနေရှောက်ထားကြဘူး။ပြီးခဲ့တဲ့ဇွန်လတွေကထုတ်ပြန်ထားပါတယ်။အွန်လိုင်းကနေရတနာပစ္စည်းရောင်းချတဲ့ကုန်တွေတူပြောပြတာကဒီရွှေစံဒီလိုင်စင်လောက်ကိုထုတ်ပြန်ထားတာလည်းတွေ့ပါတယ်။ဗက်စင်လျှောက်ဖို့လည်းလုပ်နေပါတယ်။ရွှေစရတော့ကမ္ဘာရွှေစီတက်ရင်တက်မှာပါပဲ။ပြင်းမှာငွေကြေးပေါက်ွားရတယ်ဆိုတော့ဆက်တအုံးမလို့ပဲသုံးသက်တယ်ပေါ့နော်။ဒီကလာက ွှေမမဟုတ်ပါဘူးခိုင်မာတဲ့မြေလားအိမ်လားအကုန်တက်နေတာပဲဆိုတော့လေမြမရွှေစည်းမြင့်တက်လာတဲ့အခါတိုင်းခေတ်ဆက်ဆက်မှာရွှေလုံငန်းရှင်တွေကိုဖမ်းဆီးထိန်းသိမ်းတာစစ်ဆေးမေးမြန်းတာတွေပြုလုပ်လို့ရှိပေမဲ့ကမ္ဘာရွှေစည်းနိုင်ငံခြားငွေလဲနှုန်းငွေကြေးဖောင်းပွားမှုနိုင်ငံရေးဝယ်လိုအားရောင်းလိုအားတွေကြောင့်ဖြစ်ပေါ်လာတဲ့ဈေးနှုန်းတွေကိုတော့ကန့်သက်ထိန်းချုပ်ဖို့ခက်ခဲတယ်လို့လည်းလုံငန်းရှင်တွေကဆိုကြပါဗျာ BBC မြန်မာပိုင်းရဲ့ရေဒီယိုအစီအစဉ်ကိုည၈နာရီကနေ၈နာရီ15မိနစ်ထိလိုင်းဒိုမီတာ16 kHz 105.5လိုင်းဒိုမီတာ19 kHz 105.25တို့ကနေဖမ်းယူနားဆင်နိုင်ကြပါတယ်။ကြက်သရေညပိုင်း BBC အစီအစဉ်ဒီမှရင်ပြန်ဆုံပါပြီ။ BBC ကိုနားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။